ထိုင်းနိုင်ငံမှာနေတဲ့လူတိုင်း7-11နဲ့စိတ်ညစ်မှာမဟုတ်ပါဘူး။ဒီလိုလူတွေအတွက်အရန်သုံးဝင်တဲ့7-11လို့ convenience store ကြီးဘလို့ပေါ်ပေါက်လာလဲဆိုတာကိုသိချင်ကြမယ်လို့ထင်ပါတယ်။အကြောင်းအရာလေးမစခင်မှာ channel လေးကို like and follow လုပ်ပေးသွားခဲ့ကြပါဦး။ကဲစလိုက်အောင်။7-11ကိုတချို့ကထိုင်းနိုင်ငံကနေစတင်ခဲ့ကြတယ်လို့ထင်ကြပါတယ်။အဲ့ဒါမှပါပါတယ်။ တကယ်တမ်းတော့7-11ကိုအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဒါလတ်ဆိုတဲ့မြို့လေးမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်7-11ကိုတည်ထောင်ခဲ့တဲ့သူကတော့အမေရိကန်လူမျိုးဂျော့တွန်ဆင်ဆိုတဲ့လူပဲဖြစ်ပါတယ်သူက7-11ဆိုတဲ့နာမည်နဲ့စတင်တည်ထောင်ခဲ့ရတော့မဟုတ်ပါဘူးသူဟာမူလတော့ Southland Ice Company ဆိုတဲ့ရေခဲကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်သားဖြစ်ပါတယ်ဒီကုမ္ပဏီကို1928ခုနှစ်အစပိုင်းမှာစတင်တည်ထောင်ခဲ့ပါတယ်ဒီလိုနဲ့ဂျိုးဟာကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်ဂျိုးဟာတနေ့မှာရေခဲအဖြစ်အခြားစားတောက်ကုမ္ပဏီကိုပါရောင်းဖို့အချိန်ရလာခဲ့ပါတယ်ဒီလိုနဲ့ပဲဂျိုးကသူ့ရဲ့ sign name ကို Torum Store ဆိုပြီးတော့1928ခုနှစ်မှာစတင်ပြောင်းလဲခဲ့ပြီးတော့စားတောက်ကုန်တွေကိုပါစတင်ရောင်းချခဲ့ပါတယ်ဒီလိုနဲ့1946ခုနှစ်ကိုရောက်တော့ဆိုင်ဖွင့်ချိန်မနက်9နာရီကနေပြီးတော့ညနေ17နာရီအထိတိုးမြင့်ဖွင့်လှစ်ခဲ့တာကိုဆွဲပြုပြီး711ဆိုတဲ့နာမည်စတင်ပေါ်ပေါက်လာခဲ့ပါတယ်711ကထိုင်းနိုင်ငံအောင်ဘယ်လိုရောက်လာခဲ့လဲဆိုတဲ့အကြောင်းကိုဆက်ပြပြပါမယ်711ရောက်ရှိလာဖို့အတွက် CBO Public Company Limited ကို CB Group က1988ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ် CB Group ဟာထိုင်းနိုင်ငံရဲ့အကြီးမားဆုံးနဲ့အချမ်းသာဆုံးလုပ်ငန်းစုကြီးတွေတ တစ်ခုဖြစ်ပြီးတော့အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းထိန်းချုပ်ထားပါတယ် CBO က711ကို USA စီကနေထိုင်းနိုင်ငံမှာပြန်လည်ဖွင့်လှစ်ရဖို့အတွက် Area License Agreement ကို1988ခုနှစ်မှာရောက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့1989ခုနှစ်မှာတော့ထိုင်းနိုင်ငံရဲ့ပထမဆုံး711ကိုဗန်ကောက်မြို့မှာရှိတဲ့ Pat Pong Road မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်ခုလရှိ2025ခုနှစ်မှာတော့ထိုင်းနိုင်ငံရဲ့နေရာနှံ့ပြားမှာ711ဆိုင်ကွယ်ပေါင်း14000ကျော်ဖွင့်လှစ်ထားနိုင်ခဲ့ပါပြီဒီရေအတွက်အားဆိုရင်ဂျပန်နိုင်ငံပြီးရင်ဒုတိယမြောက်711အများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ်စ ဆိုင်တွေရဲ့ ownership မှာလည်း51%ကို CPO Group ကပိုင်ဆိုင်ပြီးတော့ Channel 49%ကို franchise ဖြစ်ခွဲပေးထားပါတယ်။တကယ်တော့7 Eleven မှာပြန်မမရှိနေရမျိုးတော့မဟုတ်ပါဘူး။ရှိပေမဲ့ဈေးကွက်မှာတိတ်ပြီးမထိုးဖောက်နိုင်ဘူးလို့ပြောရပါမယ်။7 Eleven ရဲ့အရင်ပြိုင်ဘက်ကတော့ Family Mart ပဲဖြစ်ပါတယ်။ဒီ Family Mart ကို Central Group ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မရှင်နိုင်တဲ့အကြောင်းရင်းကတော့ဈေးကွက်ဝေစုအရာရောဆိုင်အရေအတွက်ပါ7 Eleven လောက်မရှိနေရအကြောင်းဖြစ်ပါတယ်။ Family Mart ဟာနောက်ဆုံးမှာတော့ဈေးကွက်ကနေထွက်ခွာခဲ့ရပြီးတော့ Top Daily ဆိုတဲ့အမည်ပြောင်းလဲခဲ့ပါတယ်။ ောက်ထပ်ပြိုင်ဘက်ကတော့ဂျပန်နိုင်ငံက Lordson နဲ့ထိုင်းနိုင်ငံက108 Shop တို့ပူးပေါင်းဖွင့်လှစ်ထားတယ် Lordson 108ပဲဖြစ်ပါတယ်ဒီ Lordson 108ဟာဆိုရင်လည်းတနင်္ဂနွေလုံးအနေထားနဲ့မပြန့်ကျက်နိုင်နေရကြောင်း711ကိုရှင်လို့ရမနေပါဘူး711အဆိုရင်ပုံမှန် convenience store နဲ့မတူပဲထိုင်းနိုင်ငံရဲ့ရည်ကြီးမှုအစိတ်အပိုင်းတစ်ခုလို့ဖြစ်လာခဲ့ပြီးတော့နေစဉ်ဘဝရဲ့အရေးပါတဲ့နေရာမှာရှိနေပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်7-11 data gain တွေရောခီးတွားရေးတော့ပါ မရှိမဖြစ်အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ဒီ7-11ကထိုင်းလူအဖွဲ့အစည်းနဲ့စ ီးပွားရေးတွေမှာပါနက်နက်ရှိုက်ရှိုက်ပါဝင်နေရကြောင်းမလို့ပုံမှန် convenience store ဆိုတာထက်အများကြီးပိုပါတယ်ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းတွေလည်းရှိနေပါတယ်အဲ့ဒါတွေကတော့ထမင်းအစာဟင်းဆုံးအသင့်အစားအစာများစွာရှိနေလို့ပဲဖြစ်ပါတယ် frozen food တွေကိုလည်း microwave နဲ့ပူပေးပေးမှဖြစ်ပြီး အရသာဆိုရင်လည်းပြင်အပ်ပုံမှန်စားတောက်ဆိုင်တွေလောက်ကိုအရသာကောင်းမွန်ပါတယ်။နောက်ပြီးဘာသာကြားရည်လည်းစားလို့အဆင်ပြေအောင်ပြင်ဆင်ထားပါတယ်။ပြည့်စစ်ပစ္စည်းအချို့ကလွယ်တကူဝယ်ယူနိုင်လို့တော်တော်အဆင်ပြေပါတယ်။ convenience store ပြင်တခြားရရှိနိုင်တဲ့ service တွေအရောပြည့်စစ်ပေးဆောင်တာ၊ဖုန်းပေးဆောင်တာအပြင် internet ပေးဆောင်တာတွေလည်းလုပ်လို့ရပါတယ်။ digital payment တွေ၊ cashless payment တွေလည်းအသုံးပြုလို့ရတာကြောင့်လွယ်ကူစေပါတယ်။ဝယ်ပေးချေဖို့အဆင်ပြေအောင်လည်းဆိုင်ရှိမှာ ATM တွေကိုထားထားပါတယ်။ဒါအပြင် speedy လိုမျိုး parcel service တွေလည်းရရှိနိုင်ပါတယ်။ 7-Eleven ကထိုင်းနိုင်ငံနေရာနဲ့ပြောင်းမှရှိပြီးတော့ တချို့လမ်းတွေမှာဆိုရင်တလမ်းတွေမှာပဲနှဆိုင်သုံးဆိုင်ရှိတတ်ကြပြီးတစ်ခါတလေမျက်နှာချင်းဆိုင်အထိပါရှိရလောက်ရေအတွက်ကလည်းများပါတယ်ဒီချက်ကလည်းချားပြိုင်မတ်တွေအတွက်အားနေချက်တစ်ခုလို့ပြောလို့ရပါတယ်24နိုင်ဖွင့်တာကြောင့်မို့လို့အများကြီးအဆင်ပြေပါတယ်ညတကောင်မှထပြီးပိုက်စားတတ်တဲ့တွေအတွက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေပါတယ်နေ့လည်ကင်းနေမှာရာဒီယိုလို့ပူလို့ဆိုပြီးဝင်သားလို့လည်းရတာကြောင့်အများကြီးအဆင်ပြေပါတယ်မိုးရွာရင်လည်းမိုးခိုလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခဏခဏကြုံမှုပါတယ်ဒီလိုမျိုးတနေရာထဲမှာကိုလိုအပ်တာအားလုံးကြီးပါ့ကိုရရှိနိုင်တဲ့ဒီလို convenience store တွေကိုဘယ်လိုမြင်ကြ လဲသဘောကျကြလားနေ့စဉ်ဘဝကိုပို့ပြီးတော့လွယ်ကူသွားစေမှာတော့တေချာပါတယ်ဘောရာတို့အမြင်နဲ့ experience တွေကိုလည်း comment တွေမှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် peace out